္ဂလာပါရှင်။ BM Daily Report ကနေနိုဝင်ဘာလ25ရက်နေ့မှာပြောပြပေးမယ့်ဖြစ်စဉ်လေးတွေကတော့မော်လိုက် KI မှာတိုင်ငှက်ဆစ်စင်ရေးအောင်မြင်စွာပြီးဆုံးပြူစောတိစခန်း၈ခုကိုတိမ်ပိုက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပြူစောတိများတည်ဆုံးလက်နက်ခဲရဲများတိုင်းစီရမိပေါ့မြိုင်အကြစစ်ကြောင်းထုတ်နေတဲ့စစ်တပ်မှာစစ်မှုထမ်းတဲ့၄ဦးအလင်းဝင်ခြေရွာ၅ရွာထက်မနည်းမိရှုခံရ နမောင်မြို့နယ်အတွင်းစစ်ကြောင်းထိုးရန်ထွက်လာတဲ့စစ်တပ်ကိုကြားဖြတ်တိုက်ခိုက်ရာစစ်သားများတေဆုံးရန်ကုန်မြို့လယ်ကောင်ရှိကြောက်တရာရဲစခန်းကိုလက်ပစ်ပုံးပစ်သွင်းမှုကြောင့်ရဲစခန်းရှိရှိကင်းတဲ့အနီးကြားရောက်ပေါက်ကွယ်စစ်တပ်ထောက်ခံအမှုပညာရှင်များကိုတန်ရောင်းတင်သွင်းခွင့်လိုင်စင်ပါမစ်ချပေးထားကြောင်းသတင်းရင်းမြစ်များကထုတ်ပေါ်စတဲ့အကြောင်းအရာများကို ပြောပြပေးသွားမှာဖြစ်ပါရရှင်။စကိုင်းတိုင်းမော်လိုက်ခရိုင်တွင်ယခုနှစ်ဩဂတ်လမှာနိုဝင်ဘာလ24ရက်နေ့အထိဆင်နွှဲခဲ့တဲ့တိတ်ငှက်စစ်စင်ရေးမှာပြူစောတိစခန်းစုစုပေါင်း၈ခုကိုအပိတ်တိမ့်ပိုက်နိုင်ခဲ့ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေပြူစောတိပေါင်းတရာကျော်ကြဆုံးခဲ့ကြောင်းမော်လိုက်တော်လင်းအင်အားစုကဒီကနေ့ထုတ်ပြန်လိုက်ပါတယ်။အဆိုပါစစ်စင်ရေးကာလအတွင်းကြေးရွာပေါင်း၁၈နေပါကို လုံးဝထိန်ချုပ်နိုင်ခဲ့ပြီးစစ်တုံးမန်းများစွာလက်နက်ခဲရမ်းနဲ့စစ်အုံဆောင်ပစ္စည်းအများပြားကိုလည်းတင်းစီရရှိခဲ့ပါတယ်။မော်လိုက်တော်လှန်ရေးအင်အားစုမှတာဝန်ရှိသူတို့ကပထမအဆင့်မှာစခန်း၅ခုကိုသိမ်းပိုက်နိုင်ခဲ့ပြီးဒုတိယအဆင့်မှာနောက်ထပ်စခန်း၃ခုကိုထပ်မံသိမ်းပိုက်နိုင်ခဲ့တယ်။အောက်တိုဘာ26ရက်ကနေနိုဝင်ဘာ15ရက်နေ့ထိဆွန်နန်းအိုးဘိုထိန်သာရွာ၃ရွာကိုအပိတ်ထိန်းချုပ်နိုင်ခဲ့တယ်။စစ်စင်ရေးကို ီကနေ့နေ့လယ်ပိုင်းမှာတရဝင်းရတ်တက်လိုက်ပြီဖြစ်တယ်လို့ပြောပါတယ်။၎င်းကဆက်လက်ပြီးရန်သူဘက်ကလေးချောင်းလက်နက်ကြီးနဲ့တာလွန်အင်အားသုံးကပြန်လည်ထိုးစစ်ဆင်လာတဲ့အတွက်ပြည်သူလူထုရဲ့အသက်အိုးအိမ်စီးဆင်းကို ထိမ့်သိမ်းနိုင်ဖို့ယာယီဆုတ်ခွာထားရခြင်းဖြစ်တယ်လို့ရှင်းပြပါတယ်။တိမ့်ပတ်ရရှိခဲ့တဲ့စခန်းများမှာတော်သားရွာပြူစောတိစခန်း၊အော်စည်းကုံရွာစခန်းညောင်ဝွင့်ရွာပြူစောတိဂိတ်စခန်း၊နောင်ပိန်းရွာစခန်းကုန်း၊နပင်ရွာစခန်းကုန်း တောင်အင်းရွာစစ်တပ်စခန်းဆွန်နန်းပြူစောတီစခန်းအိုးဘိုပြူစောတီစခန်းထိန်သာရွာပြူစောတီစခန်းတို့ဖြစ်ပါတယ်။အဲ့ဒီစစ်စင်ရေးတွေကို ခရိုင်တက်ရင်1 2 3မော်လိုင်းမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ပကဖဖောင်းမြင်မြို့နယ်ပကဖပြည်သူ့လုံခြုံရေးတပ်မတော်ပလဖနဲ့ခရိုင်ကုတ်ကဲရုံတိုက်ခိုက်ရေးအဖွဲ့တို့ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပါတယ်။လက်ရှိမှာစစ်စင်ရေးနယ်မြေတွင်တောင်သူများစပိုင်းရိတ်သိမ်းခြင်းနဲ့ စစ်ပေးဆောင်ပြည်သူများရဲ့အခက်အခဲကိုထဲ့သွင်းစဉ်းစားတဲ့အနေနဲ့အထက်အမိတ်ညွှန်ကြားချက်အရတိမ့်မှတ်ဆစ်စင်ရေးကိုရက်အကန့်အသတ်မရှိယာယီရပ်တန့်ထားကြောင်းမော်လိုက်တော်လိုင်းအားစုက ထုတ်ပြန်အသိပေးထားပါတယ်ရှင်။မကွေးတိုင်းပေါ့မြုံနယ်နဲ့မြိုင်မြုံနယ်တွင်စစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်မှစစ်မှုထမ်းတဲ့၄ဦးလက်နက်ခဲယမ်းများနဲ့အတူအလင်းဝင်ရောက်ခဲ့ကြောင်းအဆိုပါစစ်ကြောင်းကကြေးရွာများကို ဇက်တိုက်စီနေမိရှုပ်ဖြက်စီနေကြောင်းအညာမြေတပ်ပေါင်းစုနဲ့မြိုင်ပကဖတို့ကဒီကနေ့ထုတ်ပြန်ပါတယ်။နိုဝင်ဘာ23ရက်နေ့ကပေါ့မြိုင်ကြားအင်အား300ခန့်ပါဝင်တဲ့စစ်ကောင်စီစစ်ကြောင်းမှာပါဝင်လာတဲ့တပ်မ69လက်အောက်ခံခလာရ418တပ်ရင်းမှစစ်မှုထမ်းအပတ်စဉ်25တပ်သားတစ်ပြည်စုံဟင်းဟာအညာမြေတပ်ပေါင်းစုထံအလင်းဝင်ရောက်ခဲ့ပါတယ်။၎င်းက MA1 တနတ်တလက်5.56မမကြီ420တောင်း 40မမဘုံ6လုံး၊ជីဖောက်9ခု၊အင်နာကဘုံ2လုံး၊လက်ပစ်ဘုံ2လုံးတို့ယူဆောင်လာခဲ့ပြီးယခုခါစစ်စေးမင်းမြန်ဆောင်ရွက်လျက်ရှိကဒုက္ခရေးဆန်နှုံများနဲ့ညီကောင်းစွာထိမ့်သိမ်းဆောက်ရှောက်ထားကြောင်းအညာမြေတပ်ပေါင်းစုကအတည်ပြုပါတယ်။အဆိုပါတပ်သားတည်းရဲ့ဝန်ခံချက်မှာစီရေးရအရေးကြီးအချက်လက်များလည်းပါဝင်ကြောင်းသိရပါတယ်။ထို့တူခလာရ၄၁၈၄၁၉တိုင်ရင်များမှာစစ်မှုရန်အပစင်၁၂တပ်သားတည်းတန့်စဉ် တင်ထွန်းနဲ့အပတ်စဉ်၁၁တက်သားအောင်မိုးတို့သုံးဦးမှလည်းလက်နက်ခဲရံများယူဆောင်လာပြီးညင်ပကဖထံကိုလင်းဝင်ရောက်ခဲ့ကြောင်းသိရပါတယ်စစ်မှုထမ်းတွေအားလုံးစစ်သားတွေအားလုံးကိုရဲရဲကြီးသားလင်းဝင်ကြဖို့ကျွန်တော်တို့ဆက်လက်ဖိတ်ခေါ်ပါတယ်အလင်းဝင်လာသူတိုင်းကိုလူခွင့်ရင်နဲ့အညီလုံခြုံရေးအပြည့်အဝပေးထားပါတယ်လို့အညာမြေတပ်ပေါင်းစုတာဝန်ရှိသူကပြောပါတယ်တစ်ဖက်မှာဆိုပါစစ်ကြောင်းဟာပခုတ်ခူညိုင်း ပေါင်းမြုံနယ်များအတွင်းကြေးရွာများကိုဆက်လက်မိရှုဖျက်ဆီးလျက်ရှိပါတယ်။နိုဝင်ဘာ23ရက်ကကဘာပြူကြေးရွာမှာထွက်ခွာလာတဲ့စစ်ကြောင်းဟာတဲကြီးရွာနတ်သက်ရွာအနီးမှာရှိတဲ့နေအိမ်များကို မိရှုခဲ့ပြီးရင်းစစ်ကြောင်းကြောင့်ကြေးရွာ၅ရွာထဲမှနေဒေသခံများဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်းအညာမြေတပ်ပေါင်းစုကဆိုပါတယ်။ယခုဖြစ်စဉ်များဟာစစ်ကောင်စီတပ်အတွင်းစစ်မှုရန်တပ်သားများရဲ့စိတ်ဓာတ်ကြဆင်းမှုနဲ့ ဒေသရင်းတော်လှန်ရေးတပ်များရဲ့ထိ ंछ ုံမှုကိုထပ်မံအတည်ပြုလိုက်ခြင်းဖြစ်ပါတယ်ရှင်။မကွေးတိုင်းနမောင်မြို့နယ်တွင်စစ်ကြောင်းထိုးဖို့ထွက်လာတဲ့စစ်တပ်ကိုဂျားဖြတ်တိုက်ခတ်ရာစစ်သားဆယ်ဦးတေဆုံးခဲ့ကြောင်းပြည်သူ့ကာကွယ်တပ်မတော်အမှတ်633ရဲ့တပ်ရင်းမှုဘိုးအောင်ကပြောပါတယ်။ဒီကနေ့လူမှ25ရက်နေ့မနက်8:22မိနစ်ခန့်အချိန်မှာ မမောက်မြို့နယ်ကြောက်တန်းကျေးရွာနီးတုံးလုံးကိုတော်လမ်းဆောင်မှာတရက်ချောင်းကံမှကျေးရွာဘက်ကိုအင်အား80ခန့်နဲ့စစ်ကြောင်းထိုးဖို့ထွက်လာတဲ့အကျန်းဖက်စစ်တပ်ကို PDF view ဟာ18တိုက်ရင်ကိုတုံညာတုံးမှရဲဘော်များကဂျားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုတွင်တိုက်ပွဲမှာမိနစ်20ခန့်ဖြစ်ပွားခဲ့ပြီးအကျန်းဖက်စစ်တပ်ဘက်မှစစ်သား10ဦးသေဆုံးကတော်လှန်ရေးဘော်များအထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ အဲ့ဒီတိုက်ပွဲမှာစစ်ခွေးတွေကတေဆုံးတာခတ်မှန်း၁၀ဦးလောက်ရှိတယ်စစ်ခွေးတွေနဲ့တိုက်ပွဲကထပ်ဖြစ်နိုင်တယ်တောင်ပေါ်နဲ့တောင်အောက်ဆိုတော့သူတို့အထိနာမှာစစ်ခွေးဘက်ကလက်ရှိလက်နက်ရရှိတာမျိုးတော့မရှိဘူးတော်လှန်ရေးမဟာမိတ်တွေနဲ့ပေါင်းပြီးဆက်လက်တိုက်ခိုက်ဖို့ရှိပါတယ်တော်လှန်ရေးရဲဘော်တွေအထိအခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့တယ်လို့အမှတ်93တုံတက်ရင်မှာတက်ရင်မှုဘိုးအောင်ကပြောပါတယ်ဆိုပါတိုက်ခိုက်မှုကိုအမှတ်93နှစ်တက်ဖွဲ့ နတ်မောက်ပကဖနဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကလှုပ်ဆောင်ခဲ့ကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးတဲ့နောက်တော်လှန်ရေးရဲဘော်များအထူးအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်ရှင်ရန်ကုန်မြို့လယ်ကောင်မှာရှိတဲ့ကြောက်ဒရာရဲစခန်းကိုလက်ပစ်ဘုံနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရာရဲစခန်းရှိမှရှိတဲ့ကင်းတဲ့အနီးကျရောက်ပောက်ွဲခဲ့ကြောင်း Operation Flame သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူကပြောပါတယ် ဒီကနေ့နိုဝင်ဘာ25ရက်မနက်အစောပိုင်းတနာရီခန့်ကရန်ကုန်မြို့ကြောက်တထားမြို့နယ်စုလစ်ပြားလမ်းမပေါ်မှာရှိတဲ့ကြောက်တထားရဲစခန်းကိုမြို့ပြပျောက်ကြားတပ်ဖွဲ့ဝင်များကလက်ပစ်ပုံးနှလုံးနဲ့ပြစ်ခတ်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာရဲစခန်းရှိရှိကင်းတဲ့အနီးကြားရောက်ပတ်ကွဲခဲ့ကြောင်းသိရပါတယ်။လက်ပစ်ပုံးနှလုံးနဲ့တိုက်ခိုက်ခဲ့တာရဲစခန်းရှိကင်းတဲ့တွေနာကြားရောက်ပောက်ကွဲခဲ့တယ်။ကျွန်တော်တို့ဘက်ကပွဲပြီးတာနဲ့ချက်ချင်းပြန်ဆုတ်ခဲ့တာမလို့နောက်ဆက်တွဲအခြေအနေကိုမသိရဘူး။ လူရှင်းလမ်းရှင်းတဲ့အချိန်ကိုအချိန်ယူပြီးလှုပ်ဆောင်ခဲ့တာပါမြို့တဲကအဲ့ဒီစခန်းကိုလှုပ်ချင်လုံးလို့အချိန်တလားလောက်ယူပြီးတေးသေးချာချာလေ့ကျင့်ပြီးမှလှုပ်ခဲ့တာဖြစ်ပါတယ်လို့ operation flame သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူကပြောပါတယ်အဲ့ဒီရဲစခန်းဟာချမ်းပတ်စစ်တပ်ရဲ့အထုအယောင်ရွေးကောက်ပွဲကိုပူပေါင်းပါဝင်ကလှုပ်ဆောင်လျက်ရှိတဲ့ပြင်မိဘပြည်သူများကိုနှီးမျိုးစုံနဲ့မတရားဖန်ဆီးနှိပ်စက်နေတဲ့စခန်းတစ်ခုဖြစ်ကြောင်း ဒါကြောင့် Operation Flame Fan Power အထူးစစ်ဆင်ရေးစစ်ရေးပြစ်မှတ်ဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းအသိပေးထားပါတယ်။အဆိုပါစစ်ဆင်ရေးကို Operation Flame နဲ့အတူ အနောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ချင်းမြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့လာတာမျိုးနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ Operation Flame အနေနဲ့ကျန်းဖက်စစ်ကောင်စီကပြုတ်လုပ်ကောင်ထယ်ဖော်မဲ့အထူးအရောင်ရွေးကောက်ပွဲကို လုံးဝလက်ခံမှာမဟုတ်ပဲရန်ကုန်တော်လှန်ရေးမဟာမိတ်များအလုံးနဲ့အတူလက်တွဲပြီးအကြမ်းဖက်စစ်တပ်ကိုအရှိန်မြင့် တိုက်ခိုက်ချေမှုန်းသွားမယ်လို့သတင်းထုတ်ပြန်ထားပါတယ်ရှင်အနာဒိတ်စကောင်းဆောင်ဘူဂျုံမှုကြီးမြောင်းလိုင်းနဲ့စစ်တပ်ကိုထောက်ခံတဲ့အမှုပညာရှင်တချို့ကိုတန်ချောင်းတင်သွင်းွက်လိုင်စင်ပါမစ်များချပေးကြောင်းသွင်းကုန်လုပ်ငန်းတွေပဲမှာယုံကြည်ရတဲ့ရင်းမြစ်ကအတိပြုပြောဆိုပါတယ် အဆိုပါပါမစ်များကိုစစ်တပ်ကတိုက်ရိုက်ချပေးခြင်းဖြစ်ပြီးရရှိသူများကပါမစ်ကိုပြန်ရောင်းကငွေသားအမြောက်အများရရှိနေကြောင်းသိရပါတယ်။တန်ညောင်းတင်သွင်းပါမစ်တစ်ခုကိုဈေးကွက်တန်ဖိုးမှာကျပ်သိမ်းတဲ့အချီရှိတတ်တဲ့အပြင်စစ်တပ်က၎င်းတို့ကိုထောက်ခံသူများကိုသူကောင်းပြုနီလန်းတစ်ခုဖြစ်အသုံးပြုနေခြင်းဖြစ်ပါတယ်။ထင်ရှားတဲ့ဥပမာတစ်ခုအနေနဲ့ရုရှားတပ်အမတ်ကြီးရဲ့တမီလိုလူသိများတဲ့တရုတ်ဆောင်စုမြတ်သူစားဟာတန်ညောင်းတင်သွင်းွေပါမစ် တန်ရင်ထောင်ကနန်းအထိရရှိထားကြောင်းသွင်းကုန်ကုန်သည်ရစ်တူကပြောပါတယ်။စွမြတ်သူစားဆိုရင် တခါတည်းထောင်ကနန်းလောက်ပါမရတယ်။အဲ့ဒါကိုပြန်ရောင်းပြီးငွေဖော်တာပေါ့။တံတန်းကိုဈေးကွက်မှာစက်သိန်း30 40လောက်နဲ့ရောင်းလို့ရတယ်လို့၎င်းကဆိုပါတယ်။စက်အာနာသိမ့်ပြီးတဲ့နောက်နိုင်ငံသားငွေစီးဆင်းမှုကန့်သက်ချက်များကြောင့်သွင်းကုန်ပါမစ်များကိုအလွန်တင်းကျပ်ထားရာယခုလိုပါမစ်များဟာစစ်တပ်နဲ့နှိဆက်သူများအတွက် ငွေကြေးအမြတ်အစွန်ရရှိရေးနီလန်းတရားဖြစ် ပြောင်းလဲလာခဲ့ခြင်းဖြစ်ပါတယ်။ပါမေယာရှိထားတဲ့အမှုပညာရှင်များမှာမင်းသားနေအောင်၊ရန်အောင်၊ဇင်းရောင်မောင်မောင်ခန့်စီသူမေတင်စာဦး၊ဒိန်းတောင် အုံသီးနဲ့ကြော်ကြော်နန္နာတို့အပါဝင်စစ်တပ်ထောက်ခံသူအမှုပညာရှင်အများအပြားပါဝင်ကြောင်းတရင်ရင်မြက်ကအတည်ပြုပါတယ်။ဆိုပါအမှုပညာရှင်များဟာစစ်တပ်ကျင်းပတဲ့ပွဲလန်းသဘင်များ မင်းအောင်လှိုင်ပြပခီးမှပြန်လာခြင်းကြိုးစိုးဝဲများမှာပုံမှန်တက်ရောက်နေတဲ့အပြင်စံခိုင်ရေးပါတီစံဖွဲ့ရဲ့မဲဆွဲစည်းရုံးရေးလှုပ်ရှားမှုများမှာလည်းတက်ကြွစွာ ပါဝင်လျက်ရှိပါတယ်အခုဖော်ထုတ်မှုဟာစစ်တပ်က၎င်းတို့ရဲ့ထောက်ခံသူများကို စီးပွားရေးအကျိုးအမြတ်များပေးအပ်နေတဲ့နီလန်းသည့်တရက်ကိုထင်ရှားစွာပြသလိုက်ခြင်းဖြစ်ပါတယ်ရှင် ်အခုတင်ပြသွားတဲ့လေးတွေကတော့2025ခုနှစ်နိုဝင်ဘာလ24ရက်နေ့မှာသိရှိရတဲ့ထူးခြားဖြစ်စဉ်လေးတွေဖြစ်ပါတယ်အခုလိုထူးခြားဖြစ်စဉ်လေးတွေကို BM Daily Report ကနေနေ့စဉ်တင်ဆက်ပေးမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ BM Daily Report Channel လေးကို Like Subscribe နဲ့ Share လုပ်ပေးခြင်းဖြင့်နေ့စဉ်ထူးခြားတဲ့အကြောင်းအရာများကိုနားဆင်နိုင်မှာဖြစ်ပါတယ်ရှင်ကျမတို့ရဲ့ BM Daily Report ကိုအားပေးကြည့်ရှုကြတဲ့တို့ဦးတယောက်ချင်းစီကိုအထူးကျေးဇူးတင်ရှိပါတယ်ရှင်